အလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ26ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီပြင်ပြင်မှာသိတဲ့ဒီတိုက်ပွဲရလဲတော်တော်ကိုတတိမီဒီယာမှာဖော်ပြနေသေးပဲဖြစ်တယ်ကျွန်တော်တို့ကတော့မနေ့ကလည်းကျွန်တော်တို့ဖော်ပြပေးတာဖြစ်တယ်ဖြစ်တယ်ကျွန်တော်တို့ကရင်ပြင်နဲ့လိုင်းပွဲမျိုးနဲ့နှစ်ပေါင်း36နှစ်အကြာ အထိုင်စခန်းကိုနေပြီးတော့ဒီမှာ KNA KNL နဲ့ပူးပေါင်းအဖွဲ့တွေကကိုလုံးသိပ်ပိုက်လို့ရရှိတယ်အဲ့ဒါက Gladys Khan ဖြစ်တယ်အဲ့ဒါကထိုင်းနေဆက်မှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ဒီတမဟာခုနှစ်နေမြန်မာဖြစ်တယ်ဆိုတော့သူတို့သိပ်ပိုက်လို့ရရှိတယ်ဆိုတဲ့တင်းကိုလည်းကျွန်တော်တို့တင်းမီဒီယာမှာတွေ့မှာဖြစ်တယ်နောက်တစ်ခုကမာလာရဲ့သားအောင်ပစ်စုံကနေပြီးတော့ Capital AEC ဆိုတဲ့ company ကိုပိုင်ထားတယ်အဲ့ဒီ company ကနေပြီးတော့ဥပိုင်လုပ်ခေါ်တဲ့စစ်တပ်ကုမ္ပဏီနဲ့ပေါင်းတယ်နောက် ပေါင်းပြီးမှကျွန်တော်တို့တာယာတွေကိုထုတ်လုပ်တယ်နော်တာယာတွေကိုထုတ်တဲ့အခါကျတော့ဒီဖက်က ပြည်သူတွေကဒီစစ်တပ်ရဲ့ company တွေကို boycott လုပ်ထားတယ်လုပ်ထားတဲ့ခါကျတော့အဲ့ဒါကိုလူမသိအောင်ကျုပ်ဒါယာနာမင်းနဲ့သူတို့ရောင်းနေတယ်ဒီပေတော့စစ်တပ်ဘက်က ထုတ်လုပ်တဲ့ဒါယာမဟုတ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးနာမည်ဖြတ်ပြီးတော့ မတိအောင်ပြည်သူမတိအောင်နော်လုတ်ထတယ်ဆိုတဲ့ဟာကိုတွေ့ရတဲ့အတားကဒီအောင်ပြည်စုံရဲ့ company ဖြစ်တဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူကတော့ဥပိုင်နဲ့ပေါက်နေဥပိုင်နဲ့ပေါက်မှာပေါ့ငိုကလေးကသူကစစ်တပ်ရဲ့တာသမီစစ်တပ်ရဲ့အရှင်ကဝါနဲ့သူလုံနေတာပဲလေစီပွဲလုံနေတာသူအဖေရဲ့မျက်နှာနဲ့ဘာပဲဖြစ်ဖြစ်သူပဲရတာပဲလေအကောင်းဆုံးသူပဲရတာပဲအညစီတဲ့အတွက်အကောင်းလုံးသူယူပြီးတော့မကောင်းတဲ့ဟာတွေကိုသူချလုပ်လို့ကိုပေးတာပဲเนาะဆိုတော့သူ့အဖေရဲ့အရှင်ကဝါနဲ့သူကလူလုံနေတယ်နော်လူလုံနေတယ်သူ့အဖေလည်းပြီးရောသူလည်းကျိုးပြတ်သွားမှာပဲကျိုးပြတ်သွားမှာပဲသူ့အဖေကလည်းဖန်ခံတဲ့နေ့ရတော့အဲ့ဒီ အောင်ပြည့်စုံတော့ဘဝကကျွန်တော်တို့ရေစုံမြှောက်တဲ့ဘဝကိုရောက်သွားပြီเนาะရောက်သွားပြီသူ့အဖေကောင်းစားတဲ့အချိန်ကြတော့လဲ သူတို့ကတော့တကယ်နော်ဆရာကြီးတယ်ပေါ့နော်ဆရာကြီးတယ်ပေါ့ဆိုတော့အချိန်ကတော့မကြာတော့ပါဘူးနော်မကြာတော့ပါဘူးနောက်တစ်ခုက ARD လင်းမျက်နှာအနိမ့်မှာဆိုလို့ရှိရင် AA ရဲ့ထိုးဆရာဆိုလို့ရှိရင်ကြည်ကြည်အဲ့ဒီမှာဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာငုံတဒါအဆင်းမှာဆိုလို့ရှိရင်အဲ့ဒီမှာရွှေတစ်စုရွာဆိုတာရှိတယ်အဲ့ဒီမှာနေပြီးတော့သူတို့ကဒီခန်းစစ်ကိုပြင်နေတယ်ခန်းစစ်ကိုပြင်တော့သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီအနိမ့်နှာမှာရှိတဲ့အဲ့ဒီရွာသူရွာသားတွေကိုထမင်းချက်ခိုက်တယ်ချက်ခိုက်ပြီးမှအဲ့ဒီမှာသူတို့ကိုလာပို့ခိုင်းတယ်အဲ့ဒီပြရတော့သူတို့ထမင်းမချက်စားအားဘူးနော်ဒီဖက်မှာ AA ထိုးဆစ်ကိုကြည်ကြည်ခန်းစစ်ကိုခန်းခုခံပြီးတော့တိုက်နေရတယ်ဆိုတဲ့ပုံ ံမျိုးအဲ့ဒီမှာရွာသူရွာသားတို့ကို တင်းထမင်းချက်ပြီးတော့ပုတ်ခိုင်းနေဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကဒီရေချီတို့တာပေါင်းတို့လင်းမျက်နာတို့အဲ့ဒီမှာအကြီးအကျယ်တိုက်ပွဲတွေဖြစ်နေတယ်เนาะတိုက်ပွဲတွေဖြစ်တဲ့ခါကျတော့အခုလင်းမျက်နာစေယုံတို့အဲ့ဒီငတိုင်းချောင်းစေယုံတို့အခုဒီပသိမ်စေယုံတို့အဲ့ဒီနေရာတွေမှာအကြီးအကျယ်เนาะစစ်သားတွေဒဏ်ရာရတဲ့လူတွေကိုအဲ့ဒီမှာဆစ်ကုနေရတယ်ဆိုတဲ့ဟာကိုလည်းသတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကပခိုးတိုက်ပတော်မှာဆိုလို့ရှိရင်တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်အဲ့ဒီတိုက်ပွဲမှာကျတော့ဒီမဟာလာဖက်ကတော်တော်အကြဆုံးများတယ်ပြီးလို့ရှိရင်တော့ဒီစစ်သားအစ်စ်တွေလည်းတော်တော်အများကြီးကြဆုံးတယ်เนาะပြအများကြီးကြဆုံးတယ် ်းဆိုတော့အဲ့ဒီတိုက်ပွဲမှာဆိုလို့ရှိရင်တော့ဒီ mobi ကဒီခလာရ90နဲ့1ကအလုတ်တင်ဖို့နော်နန်ဝင်းအောင်ဆိုတဲ့အဲ့ဒီပုံကနေပြီးတော့အဲ့ဒီမှာချားဆုံးတယ်နိုင်ဝင်းအောင်အပါဝင်အဲ့ဒီမှာအလုတ်တင်ဘိုတင်တိုင်းကျောင်းကနေပြီးတော့အလုတ်တင်ဖို့၄ယောက်ကြာတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီကြာတဲ့ဘိုတွေကိုနေပြီးတော့မိဘတွေစကိုဒါရိုက်အကြောင်းမကြားဘူးနော်ဒါရိုက်အကြောင်းမကြားဘူးပြီးလို့ရှိရင်တော့တလကျော်မှသူတို့အတိပေးတယ်ဆိုတဲ့ဟာကိုဒီနေ့တင်မီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းကဏီမြို့ပေါ်မှာဖြစ်ပျက်တဲ့ဖြစ်ပျက်တစ်ခုဖြစ်တယ်အဲ့ဒါက ဒီဘုံမှုတွေရဲ့နေအိမ်ပြီးလို့ရှိရင် yes ခံပြီးလို့ရှိရင်တော့ဝန်ထမ်းတွေနေအိမ်ပြီးလို့ရှိရင်တော့ trade out ယုံ CNC ယုံအဲ့ဒီဟာကိုနေပြီးတော့ dollar ရဲ့အဖွဲ့တွေကနေပြီးတော့ဒီဖက်က rocket တွေနဲ့ပြည့်တယ်ပြီးလို့ရှိရင်တော့ down နဲ့ပြည့်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာเนาะအဲ့ဒီမှာတူဦးသေးတယ်ပြီးလို့ရှိရင်တော့ trade out ယုံလို့ စင်းစေးယုံတို့ yes ခန်းတို့ဘုံမှုနေအိမ်တို့စတဲ့ဖြစ်ဒီနေရာတွေမှာ rocket တွေဒုံးတွေထိပြီးတော့ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါက sky တိုက်ကနေမြို့ပေါ်မှာဖြစ်ပျက်တဲ့ပြပတ်တစ်ခုဖြစ်တယ်နောက်တစ်ခုကခရင်ပြင်းနေ concrete မြို့တွေမှာဆိုလို့ရှိရင်တော့အောင်စရာစစ်ကြောင်းတော့အောင်စရာစစ်ကြောင်းကလည်းတစ်ခါမှမပြုတ်နိုင်ဘူးဒီဖက်ကအမိတ်ချွေချွေနေတာပဲဒါပေမဲ့အဲ့ဒီဖက်ကလည်းအောင်စရာစစ်ကြောင်းကလည်းရှိနေတုံးပဲသူတို့ရှိတဲ့နေရာကိုဒီဖက်ကဒုံးကနေပြီးတော့ဒုံးနေနေပြီးတော့ပုံချဲတယ်နော် ပုံချဲတဲ့အခါကျတော့အဲ့ဒီမှာအောင်စရာစစ်ကြောင်းဖက်က ဒီစက္ကစအဖွဲ့တွေเนาะ၅ရောက်ပါခရဖြစ်သွားတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကကြောက်ဖြူเนาะကြောက်ဖြူမှာဆိုလို့ရှိရင်တိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒီကြောက်ဖြူမှာဆိုလို့ရှိရင်တရုတ်ရဲ့လုံခြုံရေးကုမ္ပဏီအဲ့ဒီမှာရောက်နေပြီ25ရောက်ရောက်နေပြီပြီးလို့ရှိရင်တော့အဲ့ဒီမှာဒုံအချက်အလက်တွေနိပညာအကောင်စားတွေနဲ့ဒီ AA ကိုเนาะတိုက်ခိုက်နေတယ်ဆိုတဲ့ဟာကိုလည်းသတင်းထွက်တယ်အဲ့ဒါကိုနေပြီးတော့ ကျွန်တော်တို့ဒေါက်တာအေးမောင်နော်ဒေါက်တာအေးမောင်ကို NLD လက်ထက်မှာဆိုလို့ရှိရင်အဲ့ဒီမှာထောင်ချတဲ့ထောင်ချတဲ့ခါကျတော့မအလာကလှုပ်ပစ်လိုက်တယ်လှုပ်ပစ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာဆရာကြီးကအဲ့ဒီရခိုင်ပြည်မှာဆိုလို့ရှိရင်တော့မအလာရဲ့ဘော့အကြီးဆုံးမတဲ့ ဒီဒေါက်တာအေးမောင်ဖြစ်လာတယ်နော်ဒါပေမဲ့ तू ကလည်းအခုလေတွေနည်းနည်းပြောင်းလာတယ်အရင်တော့ကတော့အဲ့ဒီနခခငါဟာဆိုလို့ရှိရင်လုံးဝမကြသေးဘူးစကားဆာဟာဆိုလို့ရှိရင်တောက်ခံနိုင်တယ်စကားဆာကိုပဲဒေါ်မတိုက်လို့မနိုင်ဘူးစသည်ဖြင့်စသည်ဖြင့် तू ပြောတယ်နော်ဒါပေမဲ့အခုကတော့လေတန်ပြောင်းသွားပြီနော်အဲ့ဒီရုပ်ကောက်ပွေကျင်းပတာတော့မှသူကျင်းပလို့မရတော့ဘူးနော်စစ်တွေရဲ့ကြောက်ဖြူရဲ့မအောင်ရဲ့သုံးခုမှတော့မှသူကျင်းပလို့မရဘူးဒါပေမဲ့လေရတော့မလျှော့ဘူးစစ်တွေတို့ကြောက်ဖြူတို့မအောင်တို့မှအပြည့်ဝ เนาะไอ้นี่มันจิ้มปั้นลงไม่ได้တော့มาไอ้ဒီဟိုဖက်ကစေပေးဆောင်လို့ရန်ကုန်မှာရှိတယ်ဆိုရန်ကုန်မှာจิ้มปั้นလို့ရတယ်ဆိုတော့ဒီဖက်တင်းထောင်မိတယ်ဒါဆိုရင်ไอ้ဒီပါတီကလေပတ်မှုတွေရမလားဆိုတော့အဲစကားစကားအခြေအနေကိုကြည့်ရမယ်နော် ဒီစကားစကားမထင်းချုံနိုင်ဘူးဆိုလို့ရှိရင်သူတို့ရဲ့ပါတီအရဆိုလို့ရှိရင်ပျောက်ကွယ်သွားမယ်ဆိုတဲ့ဟာကိုသူပြောတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ကတော့ဒေါက်တာအေမော်ကပြောလို့ဆိုတော့အဲ့ဒီကြောက်ဖြူမှာလုံချုံရေးကုမ္ပဏီမှာဒီတရုတ်တွေမဝင်ပါဘူးဆိုပြီးမှသူငင်းတာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကြောက်ဖြူမှာဆိုလို့ရှိရင်တိုက်ပွဲတွေဖြစ်တဲ့အဲ့ဒါအဲ့ဒီမှာဆိုလို့ရှိရင်တရုတ်ရဲ့စီးပွားရေးဆိုရင်ဂျီဆုံရှိတယ်အဲ့ဒီမှာဒညဗတိရေတပ်စခန်းရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့တိုက်တာခိုးကတော့ကြောက်ဖြူအမှတ်32ရဲ့တိုင်ရင်ကိုနေပြီးတော့ ရောက်ဖို့အတွက် my web ပဲလို့တော့တယ်။တမိုင်းတော့မလို့တော့ဘူးနော်။ my web ရှိတဲ့အကောင့်အဝေးမှာဆိုလို့ရှိရင် AA ဟာ trusted ဟာဆိုလို့ရှိရင်အဲ့ဒီမှာရောက်ရှိနေပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အနည်းနဲ့အမြန်ပဲဒီ mode တော့ကြာမှာမဟုတ်ဘူး။ဆိုတော့အဲ့ဒီကြောက်ဖြူရဲ့ကျွန်တော်တို့စစ်တွေရတော့ကျွန်တော်တို့ swap out ဖြစ်ဖို့အခြေအနေမှာရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကမွန်ပြင်းနေမြို့မှာဆိုလို့ရှိရင်တော့အမှတ်၈လက်မပေါ်မှာ ခမရ986နော်ရှိတယ်အဲ့ဒီမှာအရာရှိတွေစီလာတဲ့ကားကိုနေပြီးတော့ရေးဘလို့ဖွင့်တယ်ကဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအရာရှိအပါဝင်3ယောက်ထေသွားတယ်နော်3ယောက်ထေသွားတယ်ဆိုတော့အဲ့ဒီရေးမျိုးမှာဆိုလို့ရှိရင်တော့ဒီမတ်လတလအတွင်းမှာပဲနော်အဲ့ဒီမှာဘုံမှုအပါအဝင်နော်အရာရှိပေါင်း 6ရောက်ထေသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမလတလမှာပဲမလာရဲ့အရာရှိတွေတော်တော်သေးတယ်နော်တော်တော်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတင်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းရွှေဘုံမြို့တွေမှာဆိုလို့ရှိရင်ရွှေဘုံရေဦးလမ်းမှာတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တဲ့ခါကျတော့သူတို့ဘက်ကအဓိက ပါဝင်ပတ်သက်တဲ့လူတွေရှိတယ်အဲ့ဒါကသွေးတောက်အနေနဲ့အရင်တို့ကသွေးတောက်အဖွဲတို့ပါလို့သွေးတောက်အဖွဲရဲ့ခေါင်းဆောင်ကလည်းအဲ့ဒီမိမိအိုးကလည်းကြွသွားပြီနော်အဲ့ဒီခေါင်းဖြတ်ခမ်းတဲ့အဆင့်ထိရောက်သွားတယ်ဆိုတော့အဲ့ဒီမှာပြူ၅ရောက်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ပြူတွေကတော့သူတို့အတွက်တကယ်လက်ကင်တို့ပေါ့လက်ကင်တို့ပေါ့ဆိုတော့သူတို့ကင်ထားတဲ့တနတ်တွေကလည်းဒီလောက်ထိဒီဖက်ကဒေါ်လာရဲ့နဲ့ဝင်လို့ရှိရင်တော့ လေခုခံနိုင်တဲ့အဆင့်တော့မရှိဘူးအာတနက်တွေကလည်းသူတို့ပေးထားတဲ့အဆလို့ရှိရင်မိချုံမောင်ပြက်တွေပေါ့တနက်တွေကဆိုလို့ရှိရင်တကယ်ကောင်းစားတွေပေးထားတာမဟုတ်ဘူးဆိုတော့မအလာကသူတို့ကိုအသေးခံမှုတတ်တတ်เนาะအဲ့ဒီမှာလက်ကင်တို့ဖြစ်နေတာတောင်းတာဖြစ်တယ်ဆိုတော့ပြူစော်တီ9ရောက်တည်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်တတိမီဒီယာမှာဆိုလို့ရှိရင်တကယ်နော်ဟိုလင်းတကြောင်ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါကမအလာကရွေးကောက်ပွဲကိုချင်းပါမယ်เนาะချင်းပါမယ်ဆိုတော့2025ဒီဇင်ဘာလတတိယပတ်နဲ့စတုထပတ် ော်တလမှာ၄ဘတ်ရှိတာဘုံเนาะအဲ့ဒီမှာတတရပတ်နဲ့စတုခပတ်မှာသူတို့ကျင်းပမယ်เนาะကျင်းပမယ်ပြီးလို့ရှိရင်တော့2026 2026မှာဆိုလို့ရှိရင်ဒီဇင်နဝါရီလမှာဆိုလို့ရှိရင်ပထမပတ်နဲ့ဒုတိယပတ်အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ရုပ်ောက်ပွဲကိုလုပ်မယ်ဆိုတော့၄ချိန်လွှဲမယ်လုပ်မယ်ဆိုတော့အဲ့ဒီမှာသူတို့မေကတော့ကျွန်တော်တို့ပြတဲ့ခါကျတော့ကျွန်တော်တို့ဖီယာစနစ်เนาะဖီယာစနစ်ဆိုတာကအချိုးချတဲ့စနစ်ဆိုတော့အဲ့ဒီဟာနဲ့လည်းတုံးထားတယ်ပြီးလို့ရှိရင်တော့ဒီမှာမေအများဆုံးရတဲ့လူတွေ9 ရမယ်ဆိုတော့အဲ့လိုမျိုးမေးစနစ်နဲ့လည်းတို့တို့သုံးထားတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဖိရစနစ်ကိုကြာတော့အမျိုးသား crypto ရဲ့နောက်တစ်ခုကတိုက်နေသားကြီး crypto တွေနော်အဲ့ဒီနေရာဒီမှာဆိုလို့ရှိရင်တော့ဖိရစနစ်နဲ့သုံးထားတဲ့ဆိုတဲ့ဟာကိုတော့ဒီနေ့တင်မီဒီယာမှာဟိုလင်းတို့ကြောင့်ပေါ်ပြထားတဲ့အကြောင်းအရာဖြစ်တဲ့ဒါကယူကောက်ပွေးကိုဟိုကရုရှားကပြန်လာတယ်ဒီဘယ်လိုရောကလည်းပြန်လာတဲ့ခါကျတော့တော်တော်အားရသွားတယ်ဘလို့မြောက်ပြလိုက်လည်းမသိဘူးလောက်ငါတို့ရှိတယ်နောက်ကအဲ့လိုလာမသိဘူးเนาะဆိုတော့အဲ့ဒါကိုနေပြီးတော့မအားလာကဂွေးတက်အောင်ကပြီးတော့အခုရွေးကောက်ပွဲကိုလုတော့မယ်တိကျချင်ရပြီเนาะ ော်အတိအကျတော့မှကျွန်တော်တို့ဒီ2020ကပါဒီဇင်ဘာလတတိယပတ်ရဲ့စတုထပတ်ရဲ့နောက်ဆုံးပတ်ပေါ့အဲ့ဒီမှာကျင်းပမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဇန်နဝါရီလ2026မှာကျတော့ပထမပတ်နဲ့ဒုတိယပတ်မှာသူတို့ကျင်းပမယ်ဆိုတဲ့ဟာကိုမာလာကပြောရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီနေရာမှာထူးခြားတာကမာလာပြောတဲ့ theme ထူးခြားတာကပါလဲဆိုလို့ရှိရင်တော့ဒီပြည်နယ်တွေမှာဆိုလို့ရှိရင်ဒီဝန်ကြီးချုပ်ကိုသူတို့ကိုယ်တိုင်ရွေးရမယ်အရင်တော့ကတော့ ဒီဝန်ကြီးချုပ်တွေကိုသူတို့ကသူတို့ကောက်တိုင်းရွေးလို့မရဘူးเนาะဒီ NL လက်ထက်မှာလည်းသူတို့ရွေးလို့မရဘူးကျွန်တော်တို့ရခိုင်ပြည်တို့ဘာလို့ဆိုလို့ရှိရင်တော့သူတို့အများစုအနိုင်ရတယ်ဒါပေမဲ့သူတို့ဝန်ကြီးချုပ်ကိုသူတို့ကိုယ်တိုင်းရွေးလို့မရဘူးဆိုတော့အဲ့ဒီပြဿနာရှိတယ်ဆိုတော့အခုမှလာမှာတော့မက်လုံပေးလိုက်တယ်เนาะပြည်နယ်တွေကိုနေပြီးတော့မင်းတို့မင်းများလို့ရှိရင်အဲ့ဒီမှာဝန်ကြီးချုပ်ကိုဟောက်ကိုရွေးတော့เนาะအဲ့ဒီဝန်ကြီးချုပ်ရွေးပြီးတာနဲ့ကျွန်တော်တို့က အောက်ကသူ့ရေမုံကြီးတွေကိုလိုက်ပြီးတော့ရွေးရတာပေါ့ဆိုတဲ့အခါကျတော့အဲ့ဒီစနစ်ကိုကျွန်တော်တို့မဲလုံးပေးထားတဲ့ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဖျားမြောက် TNL နော် TNL လည်းတော်တော်ကိုနာမည်ကြီးတယ်နာမည်ကြီးတယ်ဘာဘာဖြစ်လို့ဆိုတော့တက်တုန်ရနှစ်ခေါမှာဥဆုံးတော့တိုက်လာခဲ့တဲ့လူတွေဖြစ်တယ်ဂျေဆုတရားတွေရှိတဲ့အခါကျတော့ဒီဖဲကတော်လိုင်းရဖွဲ့တွေကသူတို့ကိုနောက်ပုတ်ခတ်တာတို့အပြစ်တင်တာတို့မပြောဘူးဆိုတော့ဒီနေ့ကဒီဒေါ်လာရဲ့အဖွဲတွေကတော်တော်ကိုချစ်ချစ်တော်တော်သူ့ကိုအော်နေပြီအော်နေပြီနော် KIA ရဲ့တပ်ဖွဲ့တွေကလည်းသူဆုံးမတယ် နော်အပီတော့ PDF တွေကလည်းသူဆုံးမတဲ့ထိုးကြိတ်တဲ့အဲ့ဒီမှာမြို့မြို့ထူထောင်းတဲ့အဲ့ဒီ video file တွေကကျွန်တော်တို့ဒမှုကွန်ရက်ပေါ်မှာမြင်မြင်ချင်းတဲ့ဆုံးဖြစ်သွားတယ်ဆိုတော့အခု TNLA ကနေပြီးတော့တိတ်ပိုက်ထားတဲ့နောင်ချိုအနီးမှာရှိတဲ့တင်းပင်လေးနော်တင်းပင်လေးကိုနေပြီးတော့ဒီဖက်ကဆက်ကဆက်ကထိုးစစ်စင်တယ်ထိုးစစ်စင်ပြီးတော့အဲ့ဒီမှာဒီတောင်ခမ်း နော်တောင်ခိုင်းဒီမှာရှိတဲ့အခုတင်ပင်လေနော်တင်ပင်လေအဲဆိုလို့ရှိရင်ဒီစကဆကတင်ပိုက်လိုက်ပြီနော်တင်ပိုက်လိုက်ပြီအဲ့ဒီမှာခမာယ905နဲ့နော်ခမာယ39ခုနှစ်ကနေပြီးတော့အဲ့ဒီမှာတင်ပိုက်လိုက်တာဆိုတော့အဲ့ဒီအမြောက်တက်ဌာနချုပ်ကိုပြန်ပြီးတော့ဒီဘက်က ိမ့်ပိုက်လိုက်ပြီเนาะတိမ့်ပိုက်လိုက်ပြီဆိုတော့အခုဒီနေ့ထွက်တဲ့တင်းတစ်ခုရှိတယ်အဲ့ဒါကသူ့ရဲ့ဆရာကြီးတာဖုံးကျော်เนาะတာဖုံးကျော်อ่ะဆိုလို့ရှိရင်ဟုတ်ယူနိုင်မှာဆိုလို့ရှိရင်တရုတ်ကဖမ်းဆီးထားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အတိပေးရတော့အဖမ်းခံရပြီเนาะအဖမ်းခံရပြီဆိုတော့ TNL ကတော့အခုဒီနေ့ကြဆုံခန်းမှာရောက်သွားပြီဘာဖြစ်ဆိုတော့เนาะဒီဖက်ကပီသူလူထုတို့ရဲ့ဒီအချိန်ဖတ်ဖြစ်သွားပြီသူเนาะအချိန်ဖတ်ဖြစ်သွားပြီဖြစ်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 နဲ့တောင်ခန်းတောင်ခန်းကနေပြီးတော့ခုနကဒီညုံချိုတို့ဘာလို့အကုန်လုံးပေးရမယ်သူပီသူလူထုထောက်ခံမှုကြတာ ਨੇ เนาะကျွန်တော်တို့တောင်ခန့်ကိုတိုက်လာကြပြီเนาะတောင်ခန့်ကိုတိုက်တဲ့အချိန်မှာပဲเนาะကျွန်တော်တို့ဒီဖက်မှာမန္တလေးကိုတိမ်မာတို့ဘာတို့အဲ့ဒီမှာမဲလုံးတွေလှုပ်ပြီးတော့တရုတ်ရဲ့နောက်ကိုလိုက်သွားတဲ့ခါကျတော့အဲ့ဒီမှာဒီမန္တလေး PDF တွေကလည်းမန္တလေးရှမ်းမဆက်စင်ရတဲ့ကလည်းကလုံးဘလို့ရုပ်သိရုပ်လုံးတော့ကလုံးကကြုတ်ပြတ်သွားတယ်เนาะကကြုတ်ပြတ်သွားတယ်ဆိုတဲ့ခါကျတော့အခုဒီ analyzer ဆိုလို့ရှိရင်ပြည်သူအချင်းပိုက်ဖြစ်သွားပြီเนาะဖြစ်သွားပြီ KLA ရဲ့ အချင်းဖက်လေးဖြစ်သွားပြီနော် KIA သူတို့မြှောက်တင်ပေးခဲ့တဲ့သူတို့မှတီးပေးခဲ့တဲ့အဲသူတို့မဆာပေးခဲ့တဲ့အဲ့ဒီမှာဘူတင်နန်းတွေအဲ့ဒီမှာစစ်တင်နန်းတွေအချင်းချင်းပေးပြီးတော့သူတို့ကိုမဆာခဲ့တဲ့ဆရာကြီးကိုတောင်းမှနော်သူတို့ကအာခံပြီးတော့သူတို့ရဲ့ဒီဆက်ဆံရေးရုံးတွေကိုတိမ့်နေပါတဲ့အဆင့်ထိရောက်သွားတဲ့ခါကျတော့နော်ပြည်သူလူထုတွေရဲ့အန်ဖက်မကားဘူးသူရဲ့မဟာမိတ်အကြီးကြီးသူရဲ့ဆရာကျေးဇူးရှင် နော် KNA တော်မှသတိရ TNA လေးဟာဆိုလို့ရှိရင်အန်ဖက်ဖြစ်သွားပြီနော် KNA အတွက်အန်ဖက်ဖြစ်သွားပြီပြည်သူရဲ့အန်ဖက်ဖြစ်သွားပြီဆိုတော့တနည်းတခြား နော် TNLA ဟာဆိုလို့ရှိရင်မရှုမလနော်မရှုမလကြာရှုံးတော့မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ကအခုပြောရတော့မယ်မပြောလို့မရတော့ဘူးနော်ဆိုတော့ပထမတော့ okay တရုတ်ဖက်မှာနေတယ်တရုတ်ရဲ့ PR ကြောင့်နေတယ်ဆိုတော့ okay ကျွန်တော်တို့နားလည်ပြလို့ရတယ်သူနေမိလေတင်လို့ရပြီသူတို့လည်းဒီဒေါ်လာရဲ့မှာတစ်ဖက်တစ်လမ်းကနော် no swap ပေးခဲ့တဲ့အဖွဲ့အစည်းဆိုပြီးမှကျွန်တော်တို့ကနားလည်ပြတာဖြစ်တယ်ဆိုတော့အခုကပို့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 ပြီးတော့နော်ဒီဒေါ်လာရဲ့ကိုထိပါလောက်အောင်ဖြစ်လာတယ်နော် ဒီပလောင်ထင်လာတယ်ဆိုတဲ့ခါကျတော့ဒါတော့မဟုတ်တော့ဘူးเนาะမဟုတ်တော့ဘူးဆိုတော့သူတို့ကိုဆွားမဲ့အချိန်ရောက်ပြီဆိုတော့အခုဆွားရမယ်ဆွားပြီเนาะဆွားပြီเนาะဆိုတော့ အဲ့ဒီ TI နဲ့လည်းဟာဆိုလို့ရှိရင် unpack ကြီးဖြစ်သွားပြီ people unpack ဖြစ်သွားပြီလက်နက်ကင်တို့ရဲ့ unpack ဖြစ်သွားပြီအခုမအလားမကြသေးလို့သူကနည်းနည်းခံစားသေးတာမအလားကြတယ်နဲ့အမျိုးတောင်ပြုတ်သွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကြားနေရတယ်เนาะကြားနေရတယ်ဆိုတော့ TNL လေး unpack ကြီးတတိထားတော့เนาะဆိုတဲ့ဟာတော့ကျွန်တော်ဒီနေရာနေပြီးတော့သတင်းတွေရဲ့ဖော်ပြချက်အရာကျွန်တော်ပြောချင်တယ်နောက်တစ်ခုကနေပြီးတော့မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီညှင်းချင်ရဲ့ဆွေးနွေးပွဲတွေလုပ်တယ်เนาะလုပ်တဲ့အခါမှာကြားလို့ရှိရင်အဲ့ဒီမှာမအလားဖက်ကဒုဗိုလ်ချုပ်ကြီးရပြစ်တက်တယ်เนาะအဲ့ဒါက NSPNC လို့ခေါ်တဲ့ညှင်းချင်ရဲ့ပေါ်ဆောင်ရဲ့ ော်မတီကဇာကြီးဒုတိယဘုံချုပ်ချက်ရပြတက်တယ်အဒီမှာဆွေးနွေးကြတယ်ဆွေးနွေးတော့အတိတ်ကအကြောင်းအရာကပါလဲဆိုလို့ချင်းနိုင်ငံရေးကစစ်တပ်ဟာဆိုလို့ချင်းထွက်ရမယ်ဆိုတဲ့ဟာကိုလောကလက်မခံဘူးဆိုတဲ့ဟာကိုဒီနေ့ပြပြသားပြောတယ်ဆိုတော့မင်းတို့ NCA တွေလုတ်တဲ့ဆွေးနွေးပွဲတခါမှရမှာမဟုတ်ဘူးနော်အဲ့ဒီမှာစကားစကားဒီ2008ဖွဲ့စည်းပုံကိုဘယ်တော့မှလည်းဖျက်မှာမဟုတ်သလိုနိုင်ငံရေးက ဒီတော့မှလည်းဆုံးမှာမဟုတ်ဘူးဆုံးတဲ့နေ့ကသူတို့ဂျိုးကွင်းဆွတဲ့နေ့ဆိုတာကိုသူတို့သိတယ်သိတဲ့ခါကျတော့အဲ့ဒီဟာကိုပဲတော့မှဖြတ်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့မင်းတို့သိထားဖို့အတွက်ဒီသတင်းမီဒီယာမှာဖော်ပြချက်အရာနော်သုံးသပ်ချက်အရာကျွန်တော်တို့ဒီနေ့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မတ်လ26ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ